ောက်တိုင်နေအောက်မှာငလင်းတန်ခံနိုင်အောင်လို့ဘားတော်မင်းလက်ထက်ကဘိုးတော်ဖေဟာဘားတော်မင်းလက်ထက်ကတည်ထားခဲ့တဲ့ဘားကရတိုက်ဘားဆိုတာတဲ့နှစ်တဲ့နော်ခရဆိုတာနှစ်ခုမရှိတဲ့နှစ်ကြောင်းမရှိတဲ့ဒီကြောက်တုံးကြီးတွေကဟောဒီဘားကရကြောင်းကြီးရဲ့အောက်တိုင်နေအောက်မှာ ငလျင်တန်ခံနိုင်အောင်လို့ဘားတော်မင်းလက်ထက်ကဘိုးတော်ဖေဟာဘားတော်မင်းလက်ထက်ကတည်ထားခဲ့တဲ့ဘားခရာတိုက်ဘားဆိုတာအဲ့နှစ်တဲ့နော်ခရာဆိုတာနှစ်ခုမရှိတဲ့နှစ်ကြောင်းမရှိတဲ့ကြောင်းတိုက်ကြီးကိုတည်ခဲ့တာပါတဲ့ဒါကျွန်တော်တို့အန်အောလို့ဒါကိုဖုံဖုံပြောပြတယ်ဒီကြောင်းတိုက်ကဖုံဖုံပြောပြလို့ဒီကြတိုင်နေရဲ့အောက်မှာမလျင်တန်ခံနိုင်အောင်လို့ထားတဲ့ကြောက်တုံးတွေဒီကြောင်းကြီးကမီး နှစ်ခါသုံးခါလောက်မီးရေးတင့်တဲ့အချိန်မှာဒီចောင်းတိုက်ကြီးကိုပြန်ပြင်းတဲ့နေရာမှာဒါဒီထွက်လာတာကဲရှေ့ရှင်ပြင်းနေเนาะကျွန်တော်တို့ဒီနီးစနစ်ကကျွန်တော်တို့ခုမှဟိုဂျပန်ကလုတ်တာကဲကျွန်တော်တို့ဗမာတွေဘလောက်များညံ့ကြီးလိုက်လဲဆိုတော့ရှေ့เนาะဘားတော်မင်းလက်ထက်ကငြိမ်တန်းခံနိုင်အောင်လို့ဒီကြောက်တုံးကြီးကိုဒီကျွန်းနိုင်နေရဲ့အောက်မှာထားရတာအများကြီး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 ပါ ဟုတ်တယ်မတူလားကျုံးနိုင်နေအောက်မှာထားရတာဒါကိုမီးတင်သွားတဲ့အချိန်မှာဒီပြန်ပြင်တော့ဒီမြေကြီးအောက်ကဒီကြောက်တုံးကြီးတွေပြန်ထွက်လာတာဒီကြောက်တုံးကြီးတွေကဘလောက်ရွေ့ရွေ့ဒီကြောက်တုံးကြီးတွေက fluting ဖြစ်အောင်လို့လှုပ်ထားတာကဲအမ်ပြောကျင်တာရှေ့နော်ဟိုအမရပူရာခစ်ကြီးတွေကပုပင်အင်းတော်ညောင်ရမ်းတော်ပုံးမောင်နှစ်ခွဲပဲပုပင်အင်းအင်းဝညောင်ရမ်းတော်ပုံးမောင်နှစ်ခွဲဆိုပြီးတော့အမရပူရာခစ်နော် ဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီသူ့ခက်တဲ့ရနော်ဟိုဒီလောက်ခက်မိတဲ့မီးစနစ်တွေမြန်မာပြည်မှာရှိခဲ့တယ်ဆိုတာငလင်တန်ကြီးခံနိုင်အောင်ထားခဲ့တဲ့ကြောက်တုံးကြီးတွေတဘာဝကြောက်တုံးတွေကိုထုပြီးတော့ဒါတွေကိုဝါရှာတွေနေနဲ့ကျွန်တော်တို့တွေ့တယ်မလားဟိုဥစားမှာဟိုဂျပန်အဆောက်အုံတွေမှာဝါရှာတွေနေနဲ့တုံးထားတာလေကဲမမာတွေကဘယ်လောက်ခက်မိတာလဲနော်လောက်အောင်နေလောက်သွားပြီးတော့ဒီငင်းတင်းတွေကို ကိစ္စတွေမှာကြည့်ပါအောင်ကြောင်းတိုက်ကြီးอ่ะငလင်တန်ကိုအန်တုခံနိုင်သွားတယ်ဗျာနော်ဘာကြီးอ่ะကြောင်းတိုက်ကြီးอ่ะငင်းနေအန်တုခံနိုင်သွားတယ်နော်အဲ့ဒီအတိုင်နေအောက်မှာဒီလိုဝါရှာတွေကြံပါသေးတယ်နော်ဒါမီးတင်သွားတဲ့တိုင်လုံးတွေရဲ့အောက်ကထွက်လာတဲ့ဝါရှာတွေပဲဖြစ်ပါသေးတယ်နော်ကြောက်ဝါရှာတွေကဒီတိုင်မောင်းမြောင်များစွာပါတယ်နော်ကဲဒါလေးကတော်တော်ထူးထူးဆန်းဆန်းလေးမျိုးကျွန်တော်တိဆက်ပေးလိုက်တာပါနော်မြမအုံနောက်တွေမသေးပါဘူး